င်တန်ကြားပြည်တန်များရှင်သက္ကရ1998ခုနှစ်မှာဆရာတော်ဦးဝိမလဟာသက်တော်39နှစ်သိခါတော်18ဝါရှိနေခဲ့ပြီဖြစ်ပါတယ်ဆရာတော်ဟာအမရပူရမှာညဝအကျော်မော်ဖြစ်တယ်လို့မြောင်လေးဝင်တဲ့မိုးကုံမြို့များမှာလည်းအဘိဓမ္မာဓမ္မကတိကဖြစ်နေအောင်မြင်ထင်ရှားတဲ့ဆရာတော်တစ်ပါးလည်းဖြစ်နေခဲ့ပြီဖြစ်ပါတယ်တည့်ရမှာတော့ဆရာတော်ဦးဝိမလဟာထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမြင်မက်တော်မူခဲ့ပါတယ် အိမ်မက်ထဲမှာဆရာတော်ဟာကောင်းငင်ခင်းနဲ့တိတိငင်ငါနိုင်ငံအသီးဟိုသို့ကြွားသွားပြီးမဟာစီတော်ကြီးကိုဖူးမြော်ရတယ်။အဲ့ဒီဇေဒီရင်ရင်မှာလည်းအမှိုက်လဲပြီးဇေဒီရင်ကနာဝတ်ပြုခဲ့ရတယ်လို့အိမ်မက်မြင်မှတ်တော်မူခဲ့ပါတယ်။အဲ့နောက်မကြခင်မှာပဲဒီဟိုကျွန်းမဟာစီရီတော်ဂောပခအဖွဲ့ထံမှစာတစောင်ရောက်ရှိလာပါပြီ။စာထဲမှာဒီဟိုကျွန်းမဟာစီတော်ကြီးမှလိုအပ်နေတဲ့စိန်ဖူးတော်အတွက်ဆရာတော်မှဥဆောင်ပြီးရွတ်ဆောင်ပေးပါရင်ဟူပါရှိပါရဲ့။ အိမ်မက်နဲ့အမှန်တကယ်ဖြစ်လာပုံအကြောင်းရပ်တို့တိုက်ဆိုင်နေတာကြောင့်ဆရာတော်ကြီးဟာအလွန်တရားမှဝမ်းသာကြည်ညိုသွားကြရပါလိမ့်။အဲ့ဒီအကြောင်းများနဲ့ပတ်သက်ပြီးမရဘူရမင်္ဂလာတိုက်မှာဆရာတော်ဗဒနာအက္ခာဓိပတိမှာအခုလိုမိကြားတော်မူခဲ့ပါလေရှင်။ပေယောကျောင်းမဟာစီရိကောပကဘွဲကရေးခဲ့တဲ့စာရဆိုလို့ရှင်အချင်းချင်းကတော့မြန်မာပြည်မိုးကုတ်မြို့ဟာတယံစာတကျောင်းမြေရနာပေါ်များကျော်ရတော်မျိုးကြားသိရပါတယ်။ယခုအခါပေယောကျောင်းမဟာစီရိတော်ကြီးအတွက်စေကူတော်လိုအပ်နေပါတယ်။ ရင်းဆိုင်မှုတော်ရရှိရန်ဆရာတော်ဘုရားကြီးဥဆောင်ရဆောင်ရွက်ပေးပါလေ။ခြင်းမြအောင်မြင်နိုင်နိုင်မဟုယုံကြည်ကြပါကြောင်းဆောင်ရွက်ပေးတော်မူပါယံဆရာတော်ဘုရားကြီးအားယူတည်လေးမြစွာဖြင့်ရှောက်ထားအပ်ပါလေလို့သိရပါလေ။အဲ့ဒီစာရမှာပဲဆရာတော်ဘုရားကြီးဟာဝမ်းမြောက်ကြည်နုစွာနဲ့မိုးကုတ်မြို့မှာမြို့မြေတဲ့ဘုံလူကြီးတွေကိုခေါ်ပြီးတိုင်ပင်ပါလေ။ဆရာတော်နဲ့မုတ်ကုံမြို့ကတုန်တန်းကောင်းဆရာတော်ဥကောတန်လာလို့ဥဆောင်ပြီးမြို့မြေတဲ့ဘုံတရားဓမ္မတွေကိုစုစည်းတိုင်ပင်ညှိနှိုင်းပြီးတော့မှာ စိန်မှုတော်လူနာနိုင်ရေးအတွက်ဆောင်ရွက်ခဲ့ကြပါတယ်။ဒီဟုကျုံးကတရားဓမ္မတွေကိုလည်းဆောင်ရွက်ပေးပြီဖြစ်ပါကြောင်းဆရာတော်ဖြာကြီးကစာတမ်းကြားလိုက်ပါတယ်။အဲ့ဒီတုန်းကမိုးကုတ်မင်းမှာပါဝင်ပြီးဥစည်းဆောင်ရွက်ခဲ့ကြတဲ့တရားဓမ္မတွေကတော့ဥဖိုးလုံး၊ဥလဲ၊ဥတုတော်၊ဥအိုး၊ဥယင်မောင်ဥလိုင်းဥကြောက်လုံးဥထုံးဥတိုးဥကောင်းဥဆိုင်ဟင်ဥထုံးမဥဝဥတာထုံးဥချစ်ပေတို့ပဲဖြစ်ကြပါလေ အဲ့ဒီမြို့မြေဘုံပုဂ္ဂိုလ်ကြီးတွေကမှတည်ပြီးအခြားလူရှင်များမှလည်းလာရောက်လူတန်းခဲ့ကြရမှာရွှေငွေကြောက်တန်းပရမယအမြောက်အများအလူခံရရှိခဲ့ကြပါတယ်အဲ့ဒီနောက်ဆရာတော်ဝီမလကလည်းမြောင်လင်းပင်မြို့သို့ဆိုပါဖို့ဝင်လူချင်းများနဲ့အတူတွားရောက်ပြီးတော့မှအလူခံခဲ့ကြရမှာမြောင်လင်းပင်မြို့ကဒကာဓမ္မတွေကလည်းရွှေငွေကြောက်တန်းပရမယအမြောက်အများပါဝင်လူတန်းခဲ့ကြပါတယ်ရရှိလာတဲ့ရတနာတွေအားလုံးကိုစုပေါင်းပြီးအကောင်းဆုံးအထွတ်မြတ်ဆုံးသောစိတ်မှုတော်ကြီးကိုဖြစ်အောင် မောကိုမြို့မှာပဲပုံမောခဲ့ကြပါလေစကူတော်ရဲ့ထိပ်မှာ15ရည်ရှိတဲ့ဗရမကြီးကတပွင့်အုပ်ပြီးပတ်ဝန်းကျင်မှာတော့9ကလ4ကလနဲ့အသေးဆုံး3ကလရှိတဲ့ဗရမပွင့်တွေနဲ့ခြံရံထားပါလေဒါကအဲ့ဒီဗရမတွေကလီလာနဲ့တခြားသောကြောက်မြတ်ရတနာများအပြင်ထပ်မံခြံရံထားပါလေစကူတော်ရဲ့ကလတော်ကြီးမှာစီချဲထားတဲ့ရတနာတွေအားလုံးဟာပထမတန်းစားတွေကြီးပဲဖြစ်ပါလေကြောက်လို့ရအနေနဲ့ ပရမယာ3628လုံးနီလာ900နှလုံးနောက်ထပ်9ပါးက6လုံးပိုင်းရင်ပြောင်းက10လုံးစုစုပေါင်း4350လုံးပဲဖြစ်ပါတယ်ရွှေအလေးချိန်နဲ့တုံးမိတာဘောချိန်40ပဲခွဲရှိပြီးစေကုတော်ရဲ့လေးချိန်ကတော့12ပဲခွဲရှိပါတယ်စေကုတော်ရဲ့ညာတော်ဟာ18လက်မှရှိပြီးလုံးမကတော့25လက်မှခွဲရှိပါတယ်ပရမယာကလတော်ကြီးရဲ့ညာတော်ဟာ 73လမ်းမှာရှိပါတယ်။ရွှေငွေကြောက်တံပရမရများစွာငုံးမှန်ချိန်မုံးထားတဲ့ဆေမှုတော်ကြီးဟာတံပိုးဖြတ်လို့မရနိုင်အောင်အဖိုးနဲ့ကထိုက်တန်လာပါလို့ဘူး။ဆေမှုတော်ကြီးပြည့်စည်သွားတဲ့အခါမှာတေယိုကိုအကြောင်းကြားလိုက်တဲ့အတွက်တေယိုမှပြင့်ဆောင်ရေးဆရာတော်ဥဝိနေယလင်္ကာရကြွရတော်မူလာခဲ့ပါတယ်။အဲနောက်ဆရာတော်ဥဝိမလတနနောဆရာတော်ဥတော်တန်လတေယိုမှကြွရလာတဲ့ဆရာတော်ဥဝိနေယလင်္ကာရတို့ဥဆောင်ပြီး ွှေမြောက်ရေကောဘကဖွဲ့ဝင်လူကြီးများနဲ့အတူစိန်မှုတော်ကြီးကိုမဟုတ်ကုတ်မြို့မှာတပည့်ချင်းတို့မော်တော်ရေများနဲ့ခန်းသားစွာဖြင့်ပြည်ဆောင်လာပြည်ကြပါလေ။အဲတပည့်ချင်းကမှတစဉ်မေတ္တောနဲ့မန္တလေးမြို့ကောင်းဝင်စိတ်ကန်းကနေစိန်ပန်းရံမှာရှိတဲ့ဝိဇာလင်္ကာရကျောင်းတိုက်တို့ကိုခန်းသားဖြင့်ပြည်ဆောင်ခဲ့ကြပါလေ။ဝိဇာလင်္ကာရကျောင်းတိုက်မှာတရက်ပူဇော်ခံထားရှိခဲ့ပါလေ။အဲဒီကမှတစဉ်ဘ ਹੁ အမျိုးသားထက်တန်းကျောင်းကြီးယခုအမှန်နဲ့ ထက်တန်းကျောင်းသို့ပြဆောင်ကာလုပ်ရဲ့အပူဇော်ကထားရှိခဲ့ပါသည်အဲ့ဒီကမှတဆင့်စေမှုတော်ကြီးကိုရံကုန်မြို့သို့မင်းရတာဖြင့်ပြဆောင်ခဲ့ကြပါသည်ရံကုန်မြို့သို့ရောက်မှာတော့ရွှေရကုံကုန်းတော်ပေါ်မှာကဲဝတ်စာမေတော်မူကမြို့သူမြို့သားများရဲ့အပူဇော်မှုကိုခံယူခဲ့ပါသည်အဲ့ဒီနောက်ဆရာတော်ဦးဝိညာလင်္ကာရနဲ့ဆရာတော်ဦးဘောတန်လာတို့ဦးဆောင်ပြီးမိုးကုံမြို့မှာအမှုဆောင်လူကြီးတို့ချုပ်ပါဝင်တဲ့စိတ်မိုးတော်ကြီးကို ရန်ကုန်မြို့မှာနေပြီးပင်လယ်ကူးသင်္ဘောကြီးဖြင့်တိရိရင်ကနိုင်ငံတေဟိုကျွန်းသို့တင်ဆောင်လာခဲ့ကြပါတယ်။ဆရာတော်ဝိမလာကတော့တေဟိုကျွန်းထိမလက်ဖြစ်ခဲ့ပါဘူး။တေဟိုကျွန်းကဒကာဓမ္မတွေကလည်းစိန်ဦးတော်ကြီးကိုအခမ်းအနားစီကတတ်မြဲစွာနဲ့စီကျူခဲ့ကြပါတယ်။အဲဒီနောက်မဟာစေတော်ကြီးအထိမြန်မာပြည်မှာကိုယ်စားလှယ်များဒါယိကာဒါယိကာမများလိုက်ပါပို့ဆောင်လူဒန်းခဲ့ကြပါတယ်။ ။မြောက်လီရုံမြင့်တန်ကြားပြည်တန်များရှင်။ဆရာတော်ဦးဝိမလဟာကီဟိုကျွန်းမမဟာစင်ကျော်ကြီးကိုစင်ဖူတော်တင်နိုင်ရန်ကျိုးပန်းဆောင်ရွက်မှုနဲ့အတူတခြားသောသာသနာတော်ဝင်များကိုလည်းတက်နိုင်တဲ့ဘက်ကနေပြီးဆွမ်းဆွဲတမန်ကျိုးပန်းဖန်ဆောင်တော်မူခဲ့ပါသည်။ဗိဓမာညဝါတက်ကတူခေါ်ဆိုသလောက်ခေါင်ထိပ်ရောက်သားရဲ့လို့အမရပူရမြို့ကိုဂုံပြုတင်စားရတဲ့အချိန်ညဝါများကိုကျိုးပန်းအားထုတ်ပို့ချပေးခဲ့ပါသည်။တရားတော်များများဟောကြားရမှာလဲဗိဓမာတရားတော်များကိုဟောကြားခြင်း ဋိသသမုပ္ပကိုခြေခံပြီးသစ္စာတရားတော်များကိုကောင်းစွာရှင်းလင်းဟောကြားခြင်းတို့ကိုဆောင်ရွက်တော်မူခဲ့ပါသည်။တရားတော်ကမာတို့ယခုလောချီမိုးရှိခိုးနေတဲ့ခန္ဓာကဘယ်နှပါ။အဘတရားတော်ကမာတို့ဝိညာဉ်နာယုတ်သာလယတနာဖာတာဝေဒနာဘယ်နှမျိုးပါလဲ။ ီ၅မျိုးရှိတယ်ဒီ၅မျိုးသည်တရားရကမတို့အကြောင်း မရှိပဲပေါ်ပါမလားပေါ်ပါပါဘုရားအဲ့တော့အကြောင်းတရားရှာကြစို့ဆိုတော့သူ့ရှိမှအဝိဇ္ဇာမရှိပေဘူးလားရှိပါပါအဝိဇ္ဇာဆိုတာဘာမသိတာတဲ့ရှိပါပါအဲ့သစ္စာမသိတဲ့ဘောကိုအဝိဇ္ဇာသည်အကန်းလို့မပြောပြေဘူးလားပေါ်ပါပါဒါဖြင့်တရားရကမတို့ဒါလေးကဘာပါလဲအဝိဇ္ဇာဒါလေးကဘာပါလဲဝိဇ္ဇာ အဝိဇ္ဇာတိတကားတော့သစ္စာမသိတဲ့အကန့်ဖြစ်သောကြောင့်သင်္ခါရလမ်းမသွားပြီဟုလားမှန်ပါပါဒါလေးကပါပါလေသင်္ခါရပါပါဒါဖြင့်အဝိဇ္ဇာအကန့်သင်္ခါရလမ်းသွားမှုကြောင့်တကားရကမတို့ယခုမေဆုပ်ပါမှာဝိညာဉ်ဆိုတဲ့ကြောက်ထဲမကြပြီဟုလားကြောက်ပါပါဒါလေးကပါပါလေဝိညာဉ်ဝိညာဉ်ပဋိသန္ဓေကြောက်ထဲမကြပြီဟုလားဒါရင်နဲ့တကားတော့ဝิญဉ္ဇရပြီးရင်နာယုတ်ရမရ အဲ့ဒီနာယုတ်ဆိုတာအနာရတာနာယုတ်ဆိုတာဘာပါလဲဒကာရကမတို့အနာမရပြီဦးလားအဲ့တော့နာယုတ်ပြီးတော့ဘာပါလဲသာလယတနာဘာပါလဲဒီသာလယနာဆိုငမ်းမန်းကြွတာလို့မပြောပြီဦးသားသာလယနာပြောဘာပါလဲဖတ်တာဒါလည်းဘာပါလဲဖတ်တာဆိုတာစူးထိုးတာလို့မပြောပြီဦးလားနောက်ဒကာရကမတို့တစင်းကြည့်ကြဘာသာပြီးတော့ဘာပါလဲဝေရဏ ဝေရဏာအနာမျိုးစုံရတယ်လို့မပြောပြဘူးလားတရားတော်ကတရားဟောတရားနာနေခန္ဓာသည်ဝေရဏဟုတ်မဟုတ်အနာမျိုးစုံနေမရပြီဘူးလားအနာမျိုးစုံရတော့တရားတော်ကတဏ္ဏနဲ့ဆေးမရှာရဘူးလားဟောဒါလေးကပါပါလေးတဏ္ဏတဏ္ဏတော့ဆေးမရှာရဘူးလားနောက်တကဥပါဒမလာပြီဘူးလားဥပါဒကဆေးကိုဆွဲယူလိုက်တာ ဥပါဒကပါပါလေး ဆွေးယူလိုက်ပြီးတော့နောက်တဲ့ကာမဘဝမလာပြီဘူးလားမလာပါဘူးကာမဘဝဆိုတာဆေးလိမ့်တာမှန်ပါပါဘာပါလဲအဲ့တော့ဒါမှကြည့်လိုက်တော့အင်္ဂါစန္ဒမရှိသလားမရှိဘူးလားရှိပါပါပြန်ပြောကြည့်လိုက်ဝိညာသင်္ခါရဝိညာဉ်နာယောသာလယတနာဖတ်တာဝေရဏတဏဥပါဒာကာမဘဝနောက်ဇာတိ ဓာတိရပြီနော်ဓာတိရရင်ဘာလာမလဲဇရာမရဏမရပြီဘူးလားကဲတခါတော့ကမဥစဉ်တို့အဝိဇ္ဇာအကံသင်္ခါရလမ်းသွားခဲ့တဲ့အတွက်ကြောင့်ဝိညာဉ်ပဋိဒဏ်ကြီးကြောက်တယ်မကြပြီဘူးလားကြောက်တယ်ကြတဲ့ဘုအနာရသလားမရဘူးလားအေးနာယုဆိုတော့အနာရတာပဲနာယုဆိုတာဘာပါလဲအနာရပြီဆိုတော့တာလာယရဏငါးမနေကြွပြီးမတည့်ပြီဘူးလား အဲ့ဒီညီတယ်ထားတဲ့ဘုဂ်ကိုဗန္ဒဆူးနဲ့ထိုးလိုက်မယ်ဆိုရင်ယောဂမျိုးစုံရမရအဲ့ဒီယောဂမျိုးစုံဝေဒနာလို့မပြောရဘူးလားအဲ့ဒီဝေဒနာရှိတဲ့ဘုဂ်ကိုဒီပြောင်းရှင်သလားမပြောင်းရှင်ဘူးလားအဲ့တော့ပြောင်းရှင်တဲ့ဘုဂ်ကိုဒီယနေ့တကားတော့ကမတို့တဏ္ဏနဲ့ဆေးရှာတာနဲ့ဉာဏ်နဲ့ဆေးရှာတာနှစ်မျိုးမှတ်လိုက်ပါနော်တဏ္ဏနဲ့ရှာမယ်ယူမယ်လိမ့်မယ်ဆိုလို့ရှိရင်ဇာတိဇရာမရဏပြန်မရပြီဘူးလား ဉာဏ်နဲ့ရှာလို့ရှိရင်ဒကာရကမတို့ဇာတိဇရာမရဏရပါဦးမလားရပါဘူး။ဒါရင်ယခုဒီဒကာရကမတို့ဝိညာဉ်နာယုတ်သာလရဏဖဒဝရဏဘယ်နှမျိုးပါလဲ။၅မျိုးမရှိပေဘူးလား။ဝိညာဉ်နာယုတ်သာလရဏဖဒဝရဏဘယ်နှမျိုးပါလဲ။၅မျိုးပါသစ္စာပါလေ။အဲဒုက္ခသစ္စာအနာရောဂါပြောင်းခြင်းသလားမပြောင်းခြင်းဘူးလား။ ခဏပြောင်းရှင်းတာလားအမြဲတမ်းပြောင်းရှင်းတာလားခဏချမ်းသာခြင်းတာလားထာဝရချမ်းသာခြင်းတာလားထာဝရချမ်းသာခြင်းတော့ဒီနှစ်အကွက်ထဲမှာတရားရကမတို့ဘာနဲ့ရှာမလဲညာဆေးကိုဘာနဲ့ရှာမလဲတရားရကမတို့တဏှာနဲ့ရှာရင်လဲမလားမလဲဘူးလားညာနဲ့ရှာရင်ပြရမလားမပြရဘူးလားဒါရီရကိုငါတို့တရားရကမတို့ပြန်စင်းစားအတိတ်တုန်းက အကန်းလမ်းသွားခဲ့လို့ဒီအနာမျိုးစုံนี่မရပါဘူးလားမရပါဘူး။ညနောက်တော့ဒီအနာမျိုးစုံညာလိုချင်သေးလားမလိုချင်ဒီတဲမှာဘာနဲ့ရှာမလဲညာ။အေးသစ္စာတည်တဲ့ညာနဲ့မရှာရပါဘူးလားသစ္စာတည်တဲ့ညာနဲ့ရှာလိုက်တော့ဒီနှစ်အွက်ခန္ဓာ၅ပါးပါသစ္စာဟောဒုက္ခသစ္စာလို့မမြင်ပါဘူးလားဒုက္ခသစ္စာလို့မြင်လိုက်တော့တရားရကောင်နောက်တော့ဒီခန္ဓာမျိုးလိုချင်သေးလားမလိုချင်တော့တဏှာသေးမသေးလား ဥပါဒံချုံမချုံကံပြမပြသံဃာဘဝនិရောဓာသာတိនិရောဓာဇရာမရဏនិရောဓောဒုက္ခသိမ့်မသွားဘူးလားဒါရင်ငရောစီအတိတ်တုန်းကအကံလမ်းသွားခဲ့တဲ့ဝိဇာအကံသင်္ခါရနဲ့မသွားခဲ့ပြီဘူးလားဘယ်တော့ကတော့အတိတ်တုန်းကဘယ်တော့ကပါလေအဲအတိတ်တုန်းကလွန်ခဲ့ပြီစဉ်းစားမနေတဲ့တော့တဲ့ဒီခုဘေးစုပ်ပန်တဲတဲ့မှာစဉ်းစားဖို့အရေးမကြီးပြီဘူးလား ဲ့တော့ဘေးစုံပန်တဲ့တဲ့နှစ်ခွဲတရားနာနေတဲ့ခန္ဓာပါသစ္စာအဲဒုက္ခသစ္စာလို့သိလိုက်တော့ဒီခန္ဓာမျိုးလိုချင်သေးလားမလိုချင်ဘူးဆိုတော့အဲ့ဒါတဏှာနဲ့ရှားတာလားညာနဲ့ရှားတာလားညာနဲ့ရှားတယ်တော့ဖြင်းပြပါသစ္စာမြင်အောင်ရှုတာကသိတာကနောင်ခန္ဓာမလာတာကသဘောပါလားအဲဒီနေ့တော်ကြအောင်ဆို နဲ့တက္ကရာ1300ပြည့်နှစ်ကိုရောက်ရှိခဲ့ပြီးဆရာတော်ဦးမလကိုရတိုင်းလည်းသက်တော်39နှစ်သိခါတော်20ပြည့်ကမဟာထေရ်ဆင်းဝင်လာခဲ့ပြီဖြစ်ပါတယ်။ဒီချိန်မှာပဲဒုတိယကမ္ဘာစစ်ကြီးကြီးကလည်းတောက်လောင်မှုရာမြစ်ကက်လာပြီဖြစ်လို့တိုင်းပြည်မငြိမ်မသက်ဖြစ်လာခဲ့ပါတယ်။တရားပွဲတွေမကျင်းပဖြစ်တော့ပဲဆရာတော်ဦးမလလည်းတရားမဟောဖြစ်တော့ရရှိနေခဲ့ပါတယ်။ဒါပေမဲ့အမရပူရမြို့မှာတော့နေ့စဉ်ဆာဝနှဝါကိုမပြတ်ဖို့ချပီးနေကြပါတယ်။ ဆရာတော်ဦးမလဟာမြဝပိုင်းဆရာမာတိကာဓာရုကထာရမိုက်ပဋ္ဌာန်းတို့ကိုမပြတ်မလတ်ပူဇော်ပေးနေရှိနေတယ်လို့မြမပြည်ကောက်တလွားမှာစာတင်သားသံဃာများဟာလည်းဝိုင်းဝန်းချစ်ကပ်မပြတ်တည်ယူနေတာကြောင့်မရပူရတမျိုးလုံးဟာမိမာမြဝတန်တို့ဖြင့်ပုံလွန်ရေပုံလွန်ရေရှိပါတော်မူရှင်အတပည့်တော်တို့ယညာဝါရအနုလောမဟေတုပစ္စည်းကိုစပြီးတင်ညရအောင်ပါဗျာလိုက်ဆိုလိုက် သံယုနာဝါရကိုဟောတော်မူသည်ခြားမဲ့၌ပညာဝါရကိုဟောတော်မူ၏သောပညာဝါရနဲ့တုံတော်လီယေစီအနုလုံယေစီပိစနေယေစီအနုလောမပိစနေ ရေစီပစ္စနိယအနုလောမအာဖြင့်၄ပါးများရှိသို့၄ပါးတို့တွင်ရေစီအနုလောကိုရှေးဥစွာအတော်မူ၏သို့ရေစီအနုလုံ၌တုံတော်လီဝိပင်္ဂဝါရသင်္ချာဝါရအဖြင့် နပါပြာရှိထိုနပါတို့တွင်ဝိပင်္ဂဝါရကိုရှေးဥစွာဟောတော်မူ၏သောဝိပင်္ဂဝါရ၌တုံတော်လီဟေတုပြည့်စည်ဝိပင်္ဂဝါရအစရှိသောအပြင်24ပါးပြာရှိ သို့24ပါးတို့တွင်တေတုပြည့်စည်၏ဝိပင်္ဂဝါရကိုရှေးဥစွာဟောတော်မူ၏